နောက်ဆုံးအချိန်ပိုမီနစ်မှာ ST Von ရဲ့ twin goal နဲ့လက်ရှိ Premier League Champion Liverpool အသင်းကိုအနိုင်ရရှိခဲ့တဲ့ကမ္ဘာ Champion Chelsea အားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိုင်း A Chelsea Live YouTube Channel နဲ့ Facebook Page ကနေအပြာရောင်ညီကိုတွေအားလုံးနေရစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာလေးကတော့မနေ့ညက Stamford Bridge မြန်ခင်းစိမ်းပေါ်မှာကစားခဲ့ကြတဲ့ Premier League ပွဲစဉ်ခုဖြစ်တဲ့ Chelsea တင်းနဲ့ Liverpool တင်းတို့ရဲ့ပွဲစဉ်မှာ Chelsea တင်းက Liverpool တင်းကို2 goal 2 goal ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲပြီးသုံးသက်ချက်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ Chelsea ပြိသက်တွေအားလုံးဟာမင်းညားကပွဲစဉ်ကိုဘာမှမျှော်လင့်ချက်မရှိပဲရင်တထိတ်ထိတ်နဲ့အားပီးခဲ့ကြရတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ချစ်မြတ်နိုးရတဲ့ Chelsea တင်းဟာနီးပြရောကစားသမားတွေရဲ့နိုင်ပွဲရယူလူစိတ်ပြင်းပြမှုတွေကြောင့်နောက်ဆုံးမှဒီလိုအဖို့တန်တဲ့အနိုင်သုံးမှတ်ကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာလို့ဆိုရမှာပဲဖြစ်ပါတယ်။အဒီနိုင်ပွဲကိုရရှိခဲ့တာကြောင့်နီးပြအန်ဆိုမာရက်စကာရောကစားသမားတွေပါဖီအားအောက်ကနေလုံးဝကိုယုံထွက်သွားနိုင်ခဲ့ပြီဖြစ်တယ်လို့အတင်းပြိသက်တွေအတွက်တော့နိုင်ငံတကာရသက်တပတ်ကိုအပျော်ရီနဲ့အပြည့်အဝဖြတ်တန်းနိုင်တော့မှာပဲဖြစ်ပါတယ်။ဆက်လက်ပြီး ွဲအကြောင်းကိုပြောရမယ်ဆိုရင်မင်းညားကပွဲစဉ်မှာ Chelsea တင်းရောလက်ရှိ Champion လ ිබ ာဘူးအသင်းကပါ PR တွေနဲ့ရင်ဆိုင်ရှင်ပိုင်ကစားခဲ့ကြရတာဖြစ်ပြီးမင်းညားကပွဲစဉ်မှာဘယ်အသင်းကအနိုင်လိုချင်စိတ်ပုံပုံပြင်းထန်လဲဆိုတာကပွဲရဲ့အဖြေကိုဖြစ်စေခဲ့တာပဲဖြစ်ပါတယ် Chelsea တင်းဟာအိမ်ကွင်းမှာလ ිබ ာဘူးအသင်းကိုရင်ဆိုင်ကစားဖို့အတွက်ရှိတဲ့လူစင်းလေးနဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီးနီးပြအန်ဇိုမာရက်စကာဟာသူ့အသုံးပြုနေကြကစားကွက်ဖြစ်တဲ့၄-၃-၁ပုံစံကိုပဲအခြေပြုလာက Robert Sanchez, Barriashi, Achimbong, Cucurella, Ricci Jane, Gusto, Caicedo, Anzo, ာအိုဗက်ထရိုနက်တိုဂါနာချိုတို့အစုဖွဲ့နဲ့ရင်ဆိုင်ကစားလာခဲ့တာပဲဖြစ်ပါတယ်။ချယ်ဆီအသင်းဟာပထမပိုင်းပွဲအစမှာအနည်းငယ်အထလေးနေခဲ့ပြီးလီဗာပူးအသင်းဘက်ကဘောလုံးပိုင်ဆိုင်မှုအတားနဲ့ချယ်ဆီအသင်းဘက်ကိုတိုက်စစ်ဆင်ကစားခဲ့ပါတယ်။ဒီလိုနဲ့ပွဲကစားချိန်ကြာလာတာနဲ့အများချယ်ဆီအသင်းဘက်ကလီဗာပူးအသင်းဘက်ကိုပြန်လည်ပြားပေးကစားနိုင်ခဲ့ပြီးပွဲကစားချိန်16မိနစ်အရောက်မှာကိုက်စီတို့ရဲ့လှပလွန်းတဲ့ဒုံးပြန်ကန်ချန်နဲ့အတူချယ်ဆီအသင်းတို့ဥဆောင်ကိုစတင်ရရှိခဲ့ပါတယ်။ဥဆောင်ကိုရရှိပြီးနောက်ချယ်ဆီအသင်းဘက်ကပဲလီဗာပူးအသင်းဘက်ကိုကစားကွက်အတားနဲ့ဒရက်ဇက်တိုက်စစ်ဆင်ပြားပေးကစားနိုင်ခဲ့ပြီးတောင်မန် န်တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့နက်တိုနဲ့ဂါနာချိုတို့ကလည်းလဘဘူးနောက်တန်းကိုအတော်လေးအလုံးရှုပ်စီခဲ့တာကိုမြင်တွေ့ခဲ့ရတယ်လို့ဒီနေ့ပွဲမှာစိုးရင်ခဲ့ရပါတယ်ဆိုတော့ဘာဒီယာရှီအချင်းမောင်တို့ရဲ့ခန်းစစ်အတွေ့ဖက်ကလည်းအမှားရမရှိပဲနဲ့လဘဘူးတင်းရဲ့တိုက်စစ်ကိုအကောင်းဆုံးကစားသွားနိုင်ခဲ့ပုံကလည်းရင်သက်ရှိမိုးစရာဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ဒုတိယပိုင်းပြန်လည်စတင်ရမှာ Chelsea တင်းကလဘဘူးအသင်းဘက်ကိုဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီးမြဲပွဲကစားချိန်55မိနစ်အရောက်မှာတော့ဒီနေ့ပွဲမှာပုံမှန်ခြေစွမ်းပြနေတဲ့ဘာဒီယာရှီတယောက်ဒဏ်ရာရရှိသွားခဲ့တာကြောင့်လာဗီယာနဲ့လူစားလဲခဲ့ရပြီးပွဲကစားချိန် 63မိနစ်မှာလေဗာဘူးတင်ဘက်ကဂက်ပိုရဲ့အတွင်းကိုနဲ့ခြေပါကိုပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။ခြေပါကိုပြန်လည်ပေးလေရချိန်မှာချယ်ဆီတင်းရဲ့ကစားပုံအနေငယ်ပြတ်ရင်းခဲ့တယ်လို့ခန်းစစ်ကစားသမားအချင်းမောင်ကလည်းဒန်ယာထပ်မံရရှိသွားခဲ့တာကြောင့်ဂျိုရဲဟတ်တိုနဲ့လူစားထပ်မံလဲခဲ့ရပြီးနောက်ပွဲကစားချိန်85မိနစ်အရောက်မှာတော့နီဗျာအန်ဆိုမာရက်စကာကတိုက်စစ်ပိုင်းကဂျာအိုဘတ်ထရိုနက်တိုဂါနာချိုတို့တိုက်စစ်အစုဖွဲ့ကိုမက်ဂီယူဂစ်တန်အက်စတီဗောင်တို့အစုဖွဲ့နဲ့လူစားလဲကဂိုးရဖို့ထပ်မံကြိုးစားခဲ့ပါတယ်။ဂီယူဂစ်တန်အက်စတီဗောင်တို့ဝင်လာပြီးနောက်ချယ်ဆီတင်းရဲ့တိုက်စစ်ပိုင်းက ပထမပိုင်းလိုပဲအလုပ်ဖြစ်ခဲ့ပြီးလီဗာပူးရဲ့ခံစစ်တန်းကိုအလုရှုပ်စေခဲ့တာတွေ့ရပါတယ်ဂစ်တန်ရဲ့အဝေးကန်ချက်လီဗာပူးကိုသမားမာမာဒက်ရှက်ဗလီပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့်လီဗာပူးတို့တက်တာရရခဲ့ပါတယ်ဒီလိုနဲ့ပွဲကစားချိန်ပြည့်လို့နာချင်းချိန်ပေါ်မှာ ST ဘောင်းရဲ့ဖန်တီးပေးပို့မှုကိုအန်ဆိုဖာနန်ဒက်အကောင်းဆုံးခေါင်းတိုက်သွင်းခဲ့ပေမဲ့လည်း၉တိုင်ထိပြီးထွက်သွားခဲ့ရတာကြောင့်ချက်စီးတို့နင်းနာခဲ့ရပါတယ်ဒါပေမဲ့လည်းကန်ကြမာကချက်စီးတင်ဘက်မှာရှိနေခဲ့တယ်လို့ပြောရမှာဖြစ်ပြီးပွဲကစားချိန်96မိနစ်အရောက်မှာတော့ဂစ်တန်အန်ဆိုကူကူရဲလာရဲ့တွဲလုံးကနေတဆင်ကူကူရဲလာရဲ့အေရီယာထဲဖြတ်ချိုးပေးတဲ့ဘောလုံးကို SD ဘောင်းကချိန်သားကြိုက်ပြီးပြေးဝင်ပိတ်သွင်းယူကအဆုံးသတ်မှာချယ်ဆီတင်ဟာလက်ရှိချန်ပီယံလီဗာပူးကိုအိမ်ကွင်းမှာဆွဆွဆန်းဆန်းနဲ့အနိုင်ယူနိုင်ခဲ့ပုံကတော့ချယ်ဆီတင်ပရိသတ်တွေအတွက်ဘယ်တော့မှမမိနိုင်စရာအဖြစ်ရတစ်ခုပဲဖြစ်ပါတယ်ဒီလိုတန်ဖိုးရှိလွန်းတဲ့နိုင်ပွဲဟာနီးပြအန်ဇိုမာရက်စကာနဲ့ချယ်ဆီကစားသမားတွေအကုန်လုံးကိုထပ်တလဲလဲချီးကျူးဂုဏ်ပြုရမှာဖြစ်ပြီးရှိတဲ့လူစင်းနဲ့လီဗာပူးကိုအကောင်းဆုံးရင်ဆိုင်ကစားသွားနိုင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်ဒီနေ့လိုနိုင်ပွဲမျိုးကစိတ်သက်ခွန်အားကိုမြင့်တင်ပေးနိုင်ပြီးတိတ်ကိုတန်ဖိုးရှိကပျော်ရွှင်စရာကောင်းတဲ့နေ့လေးဖြစ်သလိုချယ်ဆီပရိသတ်တွေအားလုံးက နိုင်ငံတကာရသတ်ဘတ်မှာစိတ်ချမ်းသာစွာနဲ့ဖြတ်သန်းနိုင်တော့မှာဖြစ်ပါကြောင်းပြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။ညီကိုတို့တွေအနေနဲ့ကတော့မင်းညားကကမ္ဘာချန်ပီယံချက်စီတင်းကလက်ရှိချန်ပီယံလီဗာပူးအသင်းကိုအနိုင်ရရှိခဲ့တဲ့အပေါ်ကိုယ့်ရဲ့ခံစားချက်နဲ့သုံးသပ်ချက်လေးတွေကိုအောက်ကကွန်မန့်ပေါက်ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel နဲ့ Facebook Page မှာနေ့စဉ်ချက်စီသတင်းအကြောင်းအရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသပ်ချက်တွေတင်ဆက်ပေးနေဖြစ်လို့ကိုစိုင်းအချက်စီလိုက် YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Follow Subscribe လေးလုပ်ပြီးတော့ကြကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။